အင်တာမိုင်ယာမီအသင်းနဲ့အာဂျင်တီးနားလက်ရွေးစဉ်အသင်းကောင်းဆောင်လီယိုနယ်မက်ဆီဟာအသစ်ပြန်လည်တည်ဆောက်နေတဲ့နူကပ်ကွင်းသစ်မှာရုတ်ထုထားရှိပြီးပထမဆုံးဂုဏ်ပြုခံရတဲ့ကစားသမားဖြစ်လာလိမ့်မယ်လို့မီဒီယာတွေကရေးသားဖော်ပြနေကြပါတယ်။ဘာစီလိုနာသင်းရဲ့ဥက္ကဋ္ဌလာပေါ်တာကအသင်းရဲ့ကစားသမားဟောင်းဖြစ်သူမက်ဆီရဲ့ရုတ်ထုကိုနူကပ်ကွင်းမှာထားရှိဖို့စီစဉ်နေပြီလို့သူပြောစကားကိုကိုးကားပြီးတော့မီဒီယာတွေကဖော်ပြရေးသားနေကြတာပါ။ဘာစီလိုနာသင်းရဲ့လာမာစီယာအကယ်ဒမီကိုစာအုပ်မိတ်ဆက်ပွဲအတွက်ရောက်ရှိလာခဲ့တဲ့လာပေါ်တာကမက်ဆီနေနဲ့နူကပ်ကွင်းမှာ ယူအန်ခရိုက်တိုလိုရုပ်ထုဓာတ်ရှိပြီးဂုံပြူခံတင်တဲ့ကစားသမားဖြစ်ကြောင်းပြောခဲ့တာပါ။မက်ဆီကဒီလိုကနဝင်ကစားသမားတွေနဲ့အတူရှင်တွဲပြီးဓာတ်ရှိတင်သူပါ။ကျွန်တော်တို့အသင်းအတွက်အောင်မြင်တဲ့ခေတ္တခေတ်ကိုသူတည်ဆောက်ပေးခဲ့တာပါလို့လာပေါ်တာကပြောကြားခဲ့တာဖြစ်ပါတယ်။လီယိုနယ်မက်ဆီက2004ခုနှစ်ကနေ2021ခုနှစ်အထိဘာစီလိုနာသင်းကြီးမှာကစားခဲ့ပြီး2021နွေရာသီမှာ PSG သင်းကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့သွားခဲ့တာပါ။မင်္ဂလာပါ။မြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီ။ လင်းနေမစီပြောင်းရွှေ့ခြင်းတုန်းကကိုပိယောဂါဘူးပြန်ပွားမှုအားကောင်းနေခြင်းဖြစ်တာကြောင့်သူ့အတွက်နှုတ်ဆက်ပွဲကိုကောင်းကောင်းမွန်မွန်ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်းဒါကြောင့်လင်းနေမစီရဲ့ရုပ်ထုကိုဖန်တီးပြီးကွင်းတွင်ထားရှိခြင်းဖြင့်သူစမ်းဆောင်ခဲ့တာတွေကိုအသေးအမပြုရအောင်မှဖြစ်ကြောင်းလာပေါ်တာကပြောကြားခဲ့ပါတယ်။လင်းနေမစီဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့ကအာဂျင်တီးနားလက်ရွေးစင်တင်းနဲ့မပူးပေါင်းမီတိစားမှုတွေမပြီးစီးသေးတဲ့နူးကပ်ကွင်းထဲကိုရောက်ရှိလာခဲ့ပြီးတော့သူ့ရဲ့ဆိုရှယ်မီဒီယာမှာကွင်းထဲကသူ့ရဲ့ပုံရိပ်တွေကိုတင်ထားခဲ့ပါတယ်။ဒါအပြင်လွန်နေမက်ဆီကနူကန်ကွင်းကြီးထံလာရောက်လဲပက်ခဲ့ပြီးတဲ့နောက်အသင်းရဲ့ပိတ်သက်တွေကို message ပေးပို့မှုတွေပြုလုပ်သ ွားခဲ့ပါတယ်။မက်ဆီကကစားသမားဘဝမှာအချိန်ကြာကြီးရှိခဲ့တဲ့ဘာစီလိုနာတင်းကနေ2021ခုနှစ်မှာထွက်ခွာခဲ့ပြီးမယ်။တချိန်ချိန်မှာအတင်းထံပြန်လာခြင်းနဲ့သူ့ရဲ့ဆန္ဒကိုလှုပ်ဝက်ထားတော့ခြင်းမရှိတော့ပါဘူး။အင်တာမိုင်းမီတင်းမှာကစားနေတဲ့မက်ဆီဟာခဏတာအနားယူချိန်အတွင်းကွင်းကိုအဆင့်မြင့်တဲ့မှုတွေပြုလုပ်နေတဲ့လူကကွင်းကြီးထံကိုရောက်ရှိလာခဲ့တာပါ။မက်ဆီကသူ့ရဲ့ Instagram စာမျက်နှာမှာမင်းညာကကျွန်တော်ရဲ့ဝိညာဉ်နဲ့တူစွပြက်နေတဲ့နေရာတစ်ခုကိုရောက်ရှိခဲ့ပါတယ်။အဲ့ဒီနေရာကကျွန်တော်ပျော်ရွှင်ခဲ့တဲ့နေရာခမရတို့ကကျွန်တော်ကိုကဘာပေါ်မှာအပျော်ရွှင်ဆုံးသူလို့ခံစားလို့ရအောင်အချိန်ပေါင်းများစွာပြုလုပ်ပေးခဲ့တဲ့နေရာပါ။ကစားသမားတူ နေနဲ့နှုတ်ဆက်ဖို့တိမ်မဟုတ်ဘဲတနေ့မှပြန်လာနိုင်မယ်လို့မျှော်လင့်ကြောင်းရေးသားခဲ့ပါတယ်။